အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့နေ့တနေ့ဖြစ်ပါစီလို့ဒီနေရာကနေပြီးတော့အဆူမွန်ကောင်းတောင်းပီလိုက်အပ်ပါတယ်အဲ့တော့ဒါကျွန်တော်ဒီနေ့မှာဒါကျွန်တော်တို့လက်ရှိ9နာရီရဲ့ဒါကျွန်တော် dedication spot ကိုတော့ဒါကျွန်တော် arsenal အသင်းကြောင့်နည်းနည်းလေးပြောသွားမှာပေါ့နော်အဲ့တော့ arsenal အသင်းနေအခုလက်ရှိခြေစွမ်းနေအရာ တကယ်ကိုဒါကျွန်တော်တို့ ဒီနှစ်ကမျော်လင့်စရာကောင်းလို့နဲ့နှစ်တနှစ်ဖြစ်လာခဲ့တယ်။ဒါကြောင့်လက်ရှိကျွန်တော်အမြင်အရပြောလက်ရှိဒါပရီးမီးယားလိမှာဒါရှင်ပြေးနေတဲ့အသင်းတွေမှာဆိုတော့အာစနယ်ကဒါကြောင့် rhythm မှန်မှန်သွားနေတယ်။ဒါပေမဲ့ဒါကျွန်တော်တို့ဒဏ်ရာတွေများနေတယ်ဒါကျွန်တော်စာတငယ်လေးလိုပဲအာစနယ်ပရိသတ်တွေကအခုလက်ရှိချိန်မှာအသင်းစီကနေအရန်ကြီးတော့မျော်လင့်ရဲတဲ့နေထားမှာတော့မရှိဘူး။ဒါပရိသတ်တွေကအခုလက်ရှိမှာအာစနယ်အသင်းကိုဒါအဖက်ဖက်ကနေ support ပေးနေတာကလုံးဝဒါကျွန်တော် comment လေးလေးပဲပေါ့နော်။ လက်ရှိဒီနှစ်မှာဆိုရင်တော့ဒါကျွန်တော်တကယ်ကိုအာစနိုသင်ကမျှော်လင့်စရာနှစ်တစ်နှစ်ဖြစ်လာခဲ့တယ်။ဒါပထမဆုံးကျကျွန်တော်အချက်လေးအနေနဲ့ပြောသွားမှာမို့နော်။ပထမဆုံးအချက်တစ်ခုအနေနဲ့ဒါအာစနိုသင်ကတည်ကြတာတစ်ခုအနေနဲ့သူတို့အနေနဲ့ကဒါလက်ရှိဒါ squad depth ရ Premier League မှာအကောင်းဆုံးဆိုတာလက်ရှိမှာဆက်လက်ပြီးပြသနေတာကိုတွေ့ရမယ်။ squad depth ကလက်ရှိမှာဒီတပွဲတဲတွေမဟုတ်ဘဲနဲ့ Arsenal သင်းနေတဲ့ Champion League တော့ကျွန်တော် Premier League မှာပါအဆင့်တန်းရှိစွာနဲ့ဒါရှင်ပြိုင်လို့ရမယ်လူစည်းရင်းဆိုတာဆက်လက်ပြီးပြသခဲ့တာတွေ့ရမယ်။ရှေ့ပွဲမှာဒါကြောင့်လက်ရှိမှာ Fulham သင်းကိုခက်ခက်ခဲခဲဆော့ရတယ်ဆိုပေမဲ့ Arsenal သင်းကဒီနေ့ဒါကျွန်တော်တို့ Jose Mourinho ပြောခဲ့တဲ့ဇာတ်ကားတစ်ခုပုံစံမျိုးအတိုင်းပဲဒါအခုလက်ရှိသွားနေတဲ့ပုံစံလေးလို့ကျွန်တော်အနေနဲ့ပုံကိုရရမြင်တယ်။အဲ့ဒါကပါလေ ဒါတခါကျရင်ပြကျွန်တော်တို့ကဒါတိုက်စစ်ပိုင်းဘာညာဂိုးတွေသွင်းတော့အရန်ခုမိမယ်လက်ရှိမှာအာဆိုအတင်းကဒါမှန်ကန်တဲ့နေရာတစ်ခုလုံးဝအကြီးကျယ် focus လုပ်ထားတယ်အဲ့ဒါကခံစစ်ပိုင်းပဲကျွန်တော်တို့ဒါအာဆိုအတင်းကိုတစ်ချိန်တစ်ခါဒါမမဲ့ရလုံခဲ့တဲ့နှစ်တွေကတော့ကျွန်တော်အာဆိုအတင်းကိုကျွန်တော်နည်းနည်းလေးစခဲ့ဘူးဒါမှတ်မိသေးတယ်အဲ့ဒါကဘာလဲဆိုတော့အာဆိုအတင်းကကွာဒါကျွန်တော်တို့ခံစစ်ကြီးပိုင်းပဲလူဝဲနော်အာဆိုပိတ်သက်တွေကိုတိုင်ကအာဆိုအတင်းကဘာလို့ခံစစ်ကြီးပဲလူဝဲလဲဆိုတဲ့မေးခွန်းကိုမေးခဲ့တယ် ။အခုတည်းရှိတဲ့အာဆနယ်အသင်းကပရီးမီးယားလီဂ်မှာခံစစ်အကောင်ဆုံးအသင်းအနေနဲ့ဒီနှစ်မှာလည်းဆက်သေးရဆက်လက်ရည်တည်ထားခဲ့သူဥရောပမှာပါတကယ်ကိုကောင်းတဲ့အသင်းတစ်သင်းလုတ်ပြခဲ့တော့တွေ့ရမယ်။အဲ့တော့လက်ရှိမှာအာဆနယ်အသင်းနဲ့ကကျွန်တော်ပရီးမီးယားလီဂ်ပြန်ဆန့်ပြန်ပြီးစခဲ့ကြတာ Open Play ကနေပေးခဲ့ရတဲ့ Twingo တကူပဲရှိခဲ့တယ်။အဲ့ဒါကဒါ Allen Haaland Twingo ကလွင်ရင်တော့ကျန်တဲ့ကျွန်တော်တို့အပိုင်းမှာအာဆနယ်အသင်းကတော်တော်လေးဟိုဒါကျွန်တော်တို့အဆင်ပြေနေခဲ့တယ်ပဲ။အဲ့တော့ဒါကျွန်တော်တို့ဂျိုဆေမော်ရီညိုပြောသူပဲပေါ့နော်။ Defense win you ဟုတ် attack win you games defense win you trophy ဆိုတဲ့စကားတိုင်းပဲဒါအာတီတာကဒီအခြေအနေကိုအကြီးအကျယ်ပြုလုပ်နေတယ်လို့ပြောနေတယ်ဒါဒီနှစ်မှာဒါအာဆနယ်အသင်းနေတကယ်ကိုပြောင်းလဲမှုကြီးမားလာတဲ့အချက်တစ်ခုကသူတို့အနေနဲ့သူတို့ကိုယ်တိုင်ကန်ဆိုးတယ်လို့ယူဆရတဲ့နေရာတွေမှာအခုလက်ရှိမှာအကောင်းဆုံးလို့ပြထားခဲ့တာပဲအာဆနယ်အသင်းကအိမ်ဝင်းမှာဆိုရင် WhatsApp အသင်းကိုနဲ့တွေ့ပြီးဆိုအများကြီးဒုက္ခရောက်တဲ့သူတို့အသင်းနေရာတွေကိုလက်ရှိမှာ WhatsApp အသင်းကိုကိုးပြတ်နိုင်ခဲ့တယ်ဖူဟန်အသင်းရဲ့အိမ်ဝင်းမှာဒါနှစ်နှစ်ဆက်တဲ့နိုင်ပွဲပြောင်းနေတဲ့နှစ်တစ်နှစ်ကနေအခုလက်ရှိမှာနိုင်ပွဲပြရှာနိုင်ခဲ့တယ်ဒါ City သေးဥစားကြောင့်ဆို St James Park မှာဒါကျွန်တော်တို့ Newcastle United အသင်းကဒါကျွန်တော်တို့သူတို့ရဲ့အိမ်ဝဲမှာဒါ2-1ဆိုတဲ့ရလတ်နဲ့အနိုင်ယူပြီးသူတို့နေလမ်းတစ်ခုကိုရောက်အောင်တွားပြခဲ့တဲ့အနေထားမှာရှိတယ်ပေါ့နော်။မြည်တို့ပင်စူစီကမှုလက်ရှိမှာ Arsenal အသင်းနဲ့ဒီနားမှာရက်တန်ဒီလိုမျိုးဒီနှစ်က Arsenal အသင်းအကောင်းဆုံးနှစ်လို့ကိုယ့်အကူခံယူထားခဲ့တယ်ဆိုရင်တော့လာမယ့်နှစ်တွေကိုစောင့်မတီးရောပဲနဲ့ဒီနှစ်မှာရတဲ့ဥစ္စာတွေကိုရလို့အကုန်ယူရမယ်နှစ်တည်းလို့ကျွန်တော်ရဲ့ပုံကိုရရမှာကျွန်တော်ကမြင်တယ်ပေါ့နော်။အဲ့တော့ Arsenal အသင်းရဲ့ဒါကျွန်တော် perspective ကိုကြည့်အောင် Arsenal အသင်းလက်ရှိမှာဘာတွေဒါကောင်းနေဘာတွေလိုအပ်နေလဲ။ ဒါဒီနေ့မှတော့အရင်တော့ကတော့ကျွန်တော်အာဒိတာကိုအကြီးအကျယ်ဝေဖန်မှုတွေကိုကျွန်တော်အများကြီးလုပ်ခဲ့ပေးမယ်ဒီနောက်ပိုင်းတွေမှာအာဒိတာအနေနဲ့ကျွန်တော်တော်တော်လေးကို improve လုပ်လာခဲ့ရတွေ့ရမယ်အာဒိတာအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တပွဲနဲ့တပွဲသူ့ရတာပြောင်းလဲမှုတွေကိုတွေ့ခဲ့ရပြီသူ့အနေနဲ့ဒါလုတ်တဲ့နဲ့ပွဲတွေမှာလုတ်နိုင်၊ကင်နိုင်စွမ်းရှိရဆက်လက်ပြီးပြသခဲ့တာကိုတွေ့ရမယ်ဒါပေမဲ့လက်ရှိမှာအာစတိုအသင်းအနေနဲ့ကျွန်တော်အနေနဲ့အခုချိန်ထိတိတ်ပြီးအားမရတာတိုက်ဆက်ပိုင်းမယ်ယူဂရက်စ်ကိုလက်ရှိမှာဒါအာစတိုအသင်းကဒါကျွန်တော်ဈေးကြီးပေးပြီးဝယ်ထားခဲ့မယ်အလွန်ကျုံမှုခိုမှုတွေလည်းများနေလို့မြင်တယ်ဒါပေမဲ့နောက်တစ်ခုပြဿနာတစ်ခုနဲ့အာစတိုအသင်းကစာကစီကနေ အလွန်ကြိုမိခိုးခြင်းလို့ကျွန်တော်အနေနဲ့မြင်တယ်။ဒါမနစ်ကကလေးရောတနစ်ကကလေးရောကျွန်တော်ခဏခဏပြောပြတာရှိတယ်။အာဆော်တိတဲ့ဒီစာကစီကနေမိခိုးဖို့အတွက်လွတ်လပ်ဖို့အတွက်သူတို့အနေနဲ့ easy ကိုဝယ်ခဲ့တယ်။ yogres ကိုဝယ်။အဲ့တော့ပြောချင်တာကအာဆော်အသင်းပိုင်ရှင်ဘက်ကဒီဟာကိုအတာဝန်ကျေဖို့တာအများကြီးတွေ့ခဲ့တယ်။အဲ့တော့ of course ဒါတခါကြရတယ်ခုနပြောတဲ့ကောင်းနေတဲ့ formula ဘာလို့ပြောင်းမလဲအစလုံးဖြစ်နေတာပဲဆိုတဲ့ပုံစံမျိုးပဲပေါ့နော်အဲ့တော့စာကစီကဒါကျွန်တော် attack outlet တွေဒါကျွန်တော်ရှေ့က full hand နဲ့ပုံစံမှာစာကဆိုတကယ်ကိုစိတ်ပြတ်စိတ်ပြတ်ဒါ break တခြား ဂျင်ဆာမပြေတော့တကယ်စိတ်ပြည့်စရာကောင်းမနေတာမှရှိတယ်။ခမရပြကြည်နေတာအဲ့ဒီဖူဘက်ကဆက်ဆန်ညွန်တယောက်စာကာကို physically မတွန်းဘူးမဆွဲဘူးဆိုရင်ဘာမှကိုလုံလုံမရတဲ့အနေထားတစ်ခုခမရအများတန်းတွေ့ရမယ်။ဒါစာကာအင်းနဲ့ခုလက်ရှိမှာသူဟာဘာလို့လူငယ်ကစားသမားတွေထဲမှာအကောင်းဆုံးသောလူငယ်ကစားသမားတယောက်ဖြစ်နေတယ်ဆိုတော့ဆက်လက်ပြီးပြသနေကြတာတွေ့ရမယ်။အဲ့တော့စာကာဘက်ကပြန်ကြည့်မယ်ဆိုရင်ဟောစာကာအင်းနဲ့ခုလက်ရှိမှာဒါကြောင့်လက်ရှိဒီဒီပုံစံတိုင်းကိုစာကာကလုံးဝ untouchable movement ဖြစ်နေတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ untouchable movement ဆိုတော့လက်ရှိအနေထားကလုံးဝလုံးဝထိလို့မရတဲ့ ကစားသမားဖြစ်ဒါကြောင့်မို့လက်ရှိမှာအာစနိုအသင်းအနေနဲ့စာကာကိုဘယ်သူမှလာပြီးလဲထိလို့မရအောင်ဒါကြောင့်စာချုပ်သစ်ကလန်ဘူတို့ပြင်ဆင်လာခဲ့ပြီးတော့ပရီးမီးယားလိမှာကောဒါကြောင့်ဥရောပမှာပါလောက်ခလာစားအများဆုံးနဲ့အသက်ငယ်ဆုံးကစားသမားတစ်ယောက်အနေနဲ့ဖြစ်လာဖို့အတွက်နံပါတ်1ပြင်းနေတယ်တပတ်လောက်ခလာစား3သိန်းနဲ့3သိန်းခွဲပတ်ချလဲဝင်းဂျင်ဂျာကိုအာစနိုအသင်းကဒါကြောင့်ပြေးဖို့အတွက်စီစဉ်ထားခဲ့ပြီးတော့စာကာဘက်ကလည်းဒါကိုလက်ခံပတ်ဖို့ရှိတယ်ကောလာဟာလား3သိန်းနဲ့3သိန်းခွဲကြပါတော့ဒါနှစ်ခုတည်းတစ်ခုဖြစ်ဖို့များတယ်မိတို့ပဲဆိုစီကောင်မူအာစနိုအသင်းအနေနဲ့ဒါစာကာကအင်မတန်မှအရေးပါတယ်ဆိုတဲ့အခက်ခဏတာကိုနင်းနေလို့ဒီညမှာဒါ ှော့ချဖို့လုပ်တယ်အဲ့ဒီညမှာခုနကပြောသူပဲရှော့ချဆိုအာဆိုစာကမရှိမနှုတ်နှုတ် စာကမရှိလေအလုတ်ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ပုံစံမျိုးတွေကိုအာတီတာတကယ်ကိုအသက်သွင်းရမယ်လို့မြင်တယ်။လက်ရှိမှာဒါကျွန်တော်တို့ချန်ပီယံလိမာတာလွယ်တဲ့ပွဲစဉ်တွေဖြစ်ဖြစ် FA တို့ကာတာဘောင်းတို့မှာဒီနေရာမှာ max down man ကိုတို့အနေနဲ့မွေးရမယ်လို့မြင်တယ်။ပြီးတော့နောက်ပိုင်းပွဲစဉ်တွေမှာကျွန်တော်အနေနဲ့ကြည်တာအာတီတာအနေနဲ့နည်းနည်းလေး comfortable ဖြစ်လွန်နေတယ်လို့တွေးတော့နေတယ်မြင်တယ်။သူနေတာကောင်းတယ်ဆိုတော့သူအာတီတာအရန်ကောင်းပါတယ်။တကယ်ကိုချီးကျူးကြရအများကြီးအများကြီးရှိတယ်။ဒါပေမဲ့ comfortable ဖြစ်လွန်နေတဲ့ moment တွေလည်းရှိတယ်။ဥပမာဒါကျွန်တော်လက်ရှိမှာ Arsenal တင်းကတာကျွန်တော်ခြေစွမ်းကောင်းနေတယ်ဆိုပြီးတော့လူငယ်တွေကိုတိတ်ပြီးနေရာမပေးခြင်း။ဥပမာလက်ရှိမှာဒါ Fulham နဲ့ပွဲစဉ်မှာ Ethan Wanwei လို့ chart တိတ်လို့မျိုးကိုကွင်းလယ်မှာ ာထည့်လိုက်ပြီဆိုရင်သူ့ရဲ့ mounting မှုကဘယ်လောက်ထိတိုးတက်သွားနိုင်မလဲဆိုတဲ့ပုံစံမျိုးတွေ့ရမယ်။အာဒီတာကအာဒီတာပေါ်က तू က conservative type ပေါ့နော်။ तू เนี่ย तू နိုင်တဲ့ဥစ္စာကို तू အနိုင်နဲ့ပိုင်းကျင်နေဆိုတဲ့ပုံစံမျိုးသွားတယ်။ risk တွေအများမယူဘူး။ဒါသူ့ရဲ့ type မျိုးကျွန်တော်တို့လည်းနားလည်လို့ရတယ်မှာပါ။အဲ့တော့ကျွန်တော်အာဒီတာကိုလည်းအကြီးအကျယ်ဝေဖန်ခဲ့ကျွန်မဝေဖန်ခဲ့လို့ဒါကျွန်တော်လက်ရှိမှာချီချူးတဲ့အချိန်မှာလည်းအကြီးအကျယ်ချီချူးရမယ်ဆိုတာကိုတော့ကျွန်တော်နေလုံးဝမေ့လို့မရ။အဲ့တော့ဘယ်လိုပဲဆိုစကမဒီမီယာမှာနောက်တစ်ခုအနေနဲ့ပြောချင်တာက Arsenal ဒါကျွန်တော်လက်ရှိပရိသတ်နဲ့ပိုင်ရှင်ရဲ့စီမင်းစီကံပိုင်မယ်။ ပိုင်ရှင်တို့အခုလက်ရှိမှာ Cronky တို့အုပ်စုလက်ထက်မှာ Arsenal အသင်းတိုးတက်လာတာ Cronky ရဲ့ကျေးဇူးတွေအများကြီးပါတယ်။လက်ရှိမှာအသင်းကငွေဝင်ရင်တို့လည်းငွေပိုရမယ်ဆိုတဲ့ logic ကိုတို့ကောင်းကောင်းကြီးနားလည်သွားတယ်။လက်ရှိမှာ Arsenal အသင်းကိုကွေးနေပါရောင်ချက်ရမယ်ဆိုတဲ့ season နေပါရောင်ဖြစ်သွားတဲ့အထိကို Cronky တို့အုပ်စုအနေနဲ့ wake up call တစ်ခုကိုရသွားခဲ့တယ်လို့ပဲမျှော်လင့်ရတယ်မှာပါတယ်။အခုလက်ရှိမှာဒါအသင်းမှာဆိုလေလိုချင်တဲ့ကစားသမားမဖြစ်ဖြစ်အောင်တို့အနေနဲ့ဝယ်ပေးတယ်။အသင်းကဒါလိုချင်တာဒါဖြစ်ချင်တာ of course ဒါကျွန်တော် Arteta ဒီပြစဖြစ်ကလေးကအခုလက်ရှိမှာဒါကျွန်တော် Pep Guardiola ကိုတော့ကြော်ပြီးတော့ဒီပြမှာ ဆန်အသုံးဆုံးနီးပြားတစ်ယောက်နဲ့ဖြစ်ခဲ့တယ်။ဒါပေမဲ့ဒီရဲ့အသီးပွင့်တွေကိုမကြခင်မှာအာဆနိုသင်းစားရတော့မယ်လို့မြင်နေ။ဒါကျွန်တော်တစိုက်တစ်ပိုင်းပဲလူပြီးလို့မြင်နေ။ဒါကအာဆနိုသင်းရဲ့ဒီ moment ကို moment တစ်ခုအရဆွဲပြီးတော့ချဲ့လိုက်လို့ရတဲ့အခြေအနေတစ်ခုဖြစ်အောင်အာဆနိုသင်းလှုပ်ခဲ့တာကိုတော့အင်မတန်မှချီးကျူးတဲ့။ဒီရောက်နောက်ဘယ်သူမှပြောဟာဒါတစ်နှစ်နှစ်လောက်ပဲခံမှာပါအခုလက်ရှိမှာ longevity တစ်ခုဖြစ်လာခဲ့တယ်။ Arteta ရဲ့လက်ရှိ project ကိုဒါကျွန်တော်ကစားသမားတွေပြိတက်တွေယုံကြည်တဲ့ပုံစံပြိတက်တွေပိုင်ရှင်တွေယုံကြည်တဲ့အပြင်ကစားသမားတွေပါယုံကြည်လာခဲ့တယ်။ကစားသမားတွေကိုယ်တိုင်ကလက်ရှိမှာအာဆနိုသင်းနဲ့ဒူစာချုပ်သစ်တွေချုပ်ဆိုဖို့အတွက်ဒါတရားဝင်သဘော ောတူခဲ့တယ်အကုန်လုံးကလည်းရေရှည်အာစနယ်ကိုတင်းတဲ့အတူတိုက်ပွဲတွေဝင်ကြမယ်ဆိုတဲ့စီမင်းစီကတ်အနေနဲ့အတူတကယ်ကိုအသက်ဝင်မှုတွေကဒါကတကယ်ကိုကြောက်ခမန်းလေးလေးဖြစ်လာခဲ့တယ်ဆိုရင်တော့လုံးဝလုံးဝညင်းစရာမလိုဘူးလို့မြင်တယ်မြေတို့ပင်ဆိုးစိကမှုအာစတိုတင်းတဲ့ဒီညမှာပေါ်ရော်လို့တော့မရအောင်ဒီနှစ်မှာဒါတဖြည်းဖြည်းပြန်လည်ပြီးလိုက်လာခဲ့တာစီလီသေးစီးတင်းကသူများလေဒါကျွန်တော်ခိုင်းနေတယ်ဝုန်းနိုင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 ်ပုံနေပုံနေဘူးဆိုရတယ်အခုလက်ရှိမှာဖြည်းဖြည်းနဲ့မှန်မှန်တစ်ဖက်ရဲ့အသင်းရဲ့အမှားကိုဆိုအခုလက်ရှိမှာအာစတေတဲ့ဒါကျွန်တော်စီလီနဲ့သုံးမှတ်ပဲကွာတော့တဲ့အနေထားတစ်ခုရောက်လာခဲ့တယ်စီလီတင်းနဲ့အခုလက်ရှိမှာသူတို့အနေနဲ့ရာသီအစမှာ ည်းနည်းလေးမှားယွင်းခဲ့ပြီးမှနောက်ပိုင်းမှာ rhythm ကပြန်ပြန်ပြီးတိုးတက်လာခဲ့တာကိုတော့လုံးဝမီးဟိုကျွန်တော်တာမီးလို့မြင်အဲ့တော့အာတီတာနဲ့ဒီနှစ်မှာဒီနှစ်မှာဒီနှစ်မှာကျွန်တော်နေနေမြင်နေပေါ့ဆို squad depth ပြရအောင်လက်ရှိမှာကစားသမားတွေစိတ်တက်ပိုင်းအမြင့်ဆုံးရာကိုပရိသတ်ရဲ့နောက်ခံအားပေးမှုကိုပိုင်ပိုင်ရှင်ရဲ့နောက်ခံအားပေးမှုလက်ရှိမှာကခုနပြောခဲ့တဲ့ Premier League လက်ရှိလူစည်းရင်းအတောင်တင်းဆုံးက Arsenal တင်းမယ်ဒါဟာလုံးဝညာဒါ one of the best တော့မဟုတ်လက်ရှိမှာ the best ဖြစ်နေတဲ့ Arsenal တင်းမယ်ကိုယ်ဆိုပြမျိုးပြပြမယ်နေနေအခုလက်ရှိမှာအားချက်ဥမာဒါမနေ့ကဆိုကျွန်တော်နေနေ ခံစင်မှုတန်ရပါတယ်ခံစင်မှုအစားထုတ်ဝေလိုက်ခံစင်မှုအဲ့လောက်ဒီအစမပြေလို့ကျွန်တော်တို့သိတယ်ဒါကြောင့်ဂိုးတွေလည်းပေးလိုက်ရတယ်အဆောသိတဲ့ခုလက်ရှိမှာစာလီဘာပဲနာနာဂီဘီယယ်ပဲနာနာရောနာဒီမော့စကာရာကိုလာအစင်တန်းရှိတဲ့ခံစင်ကစားသမားတယောက်ရှိမယ်ပေးတာကျွန်တော်ဥမာဟင်ကာပီလိုကစားသမားမျိုးရှိလာမယ်ဂိုးသမားနေရာမှာဒါဒရိုင်ယန်တစ်ခုဖြစ်မယ်ဆိုရင်ကီပါရှိမယ်ဖူဘက်ဆိုလည်းအစုံလုံးလဲလို့ရတယ်ကိုယ်တဲ့ဘက်မှာဆိုလည်းအစုံလုံးလဲလို့ရတယ်ကစားသမားတွေအများကြီးအဲ့တော့နေရာတစ်နေရာမှာကစားသမားနှစ်ယောက်ရှိနေတဲ့အာစနယ်အသင်းအနေနဲ့ဒီနှစ်ကတော့သူတို့အနှစ်ဖြစ်ဖို့အတွက်အင်မတန်မှအယံပင်နီးဆက်လာပြီလို့ပြောရင်းနေပဲတကယ်ကိုအာစနယ်အသင်းကတော့သူတို့အနေနဲ့စူဖလာ တွေကိုမျော်လင့်လို့ရမယ်နှစ်တစ်နှစ်ဖြစ်လာခဲ့ပြီလို့တော့ကျွန်တော်အနေနဲ့မြင်ခဲ့ရတယ်မပြောပြသေးဒါတော့ပါပဲအားလုံးပဲကြိုးတူပါတယ်ကောင်းမွန်သော နေ့လေးတစ်နေ့ဖြစ်ပါစို့စုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရေနောက်မှာပဲအေးအေးဆေးဆေးတွေ့ကြရပါတော့အဲ့တော့ဘလုံးပဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါ့ကိုကြည့်လို့ရပါတယ်များများလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျများများကလစ်မှာအမြဲတမ်းမှာဖြစ်ပါတယ်အားလုံးပဲကြိုးတူပါရကောင်းမွန်သော နေ့လေးတစ်နေ့ဖြစ်ပါစို့စုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရေနောက်မှာပဲအေးအေးဆေးဆေးတွေ့ကြရပါတော့အားလုံးပဲကြိုးတူပါရများများလေးကလစ်ပေးကြပါအောင်များများကလစ်မှာအမြဲ န်တန်ဖြစ်ပါတယ်ဒေးပါဗျာ